American အစိုးရရဲ့ကုန်သွယ်ကိုမြင့်တဲ့စီးကြပ်မှုတွေကိုလက်တော့ပြန်တဲ့အနေနဲ့တရုတ်ဟာ American Company Boeing စီကမှာယူထားတဲ့လေယာဉ်အသစ်တွေကိုပြန်ပို့နေပါတယ်။ Boeing စီကနေမှာယူထားတဲ့လေယာဉ်တွေကိုပြန်ပို့ဖို့တရုတ်လေကြောင်းလိုင်းတွေကိုတရုတ်အစိုးရကညွှန်ကြားထားတဲ့နောက်အနည်းဆုံးလေယာဉ်နှစ်စီးဟာတရုတ်ကနေ American စီပြန်ရောက်ခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်တစ်စီးဟာလည်းမကြခင်ပြန်လာရအောင်မယ့်အနေအထားရှိနေတယ်လို့ American လေကြောင်းနည်းပညာလုပ်ငန်းစုကြီးရဲ့အကြီးအကဲကပြောပါတယ်။ ချိုတင်အမှားစားတွေအရအခုနှစ်ထဲမှာတရုတ်လေကြောင်းလိုင်းတွေဟာဘိုးအင်းစီကနေလေယာဉ်အစီး90ကျော်မှယူထားကြပေမဲ့လက်ရှိအခြေအနေမှာတော့ဖောက်တယ်ရီဘက်ကအဲ့ဒီလေယာဉ်တွေကိုလက်ခံယူဖို့လိုလိုလလမဟုတ်ကြတော့ဘူးလို့ဘိုးအင်းအမှုဆောင်ချုပ်ကပြောပါတယ်လက်ရှိမှာတော့ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံကြီးနှစ်ခုကြားကအပြတ်အလန့်အခွန်စီးကျက်မှုတွေဟာကြောက်ခမန်းလိလိကိန်းကနံမျိုးတွေစီမြင့်တက်နေပါတယ်အမေရိကန်ဟာတရုတ်သွင်းကုန်အများပြားကို တန်ဘိုးရဲ့145ရာခိုင်နှုန်းအထိအခွန်သတ်မှတ်ထားပြီးတရုတ်ကလည်းအမေရိကန်ထုတ်ကုန်အပေါ်တန်ဘိုးရဲ့125ရာခိုင်နှုန်းအခွန်စည်းချက်ပြီးတော့တုံ့ပြန်နေပါတယ်။ကုန်သွယ်ရေးစစ်ပွဲစံတဲ့အဲ့ဒီအပြောင်းအလဲမှုဟာနိုင်ငံတကာဈေးကွက်ကိုပါထိခိုက်သက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့တာပါ။ April 22ရက်နေ့မှာတော့ Trump ကသူဟာတရုတ်နဲ့ကုန်သွယ်ဆက်ဆံရေးကိုမြှင့်တင်ဖို့အကောင်းမြင်ထားကြောင်းနဲ့တရုတ်ကုန်စည်တွေအပေါ်အခွန်စည်းချက်မှုတွေကိုအများအပြားပြန်လျှော့ပေးဖို့စဉ်းစားထားကြောင်း အင်ဖြူရောမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့အသွင်းကုန်အခွန်တွေကိုတုံညမတ်အထိရှော့ပြီးကင်းလွတ်ခွင့်ပေးမှာတော့မဟုတ်ဘူးလို့ထရမ့်ကဆိုပါတယ်။အဲ့ဒီနောက်ဧပြီ23ရက်နေ့မှာတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောခွင့်ရရရှိကလည်းတရုတ်ဟာကုန်သွယ်ရေးနဲ့အခွန်စည်းကြမ်းမှုစစ်ပွဲတွေမှာအနိုင်ရတဲ့ဘက်ဆိုတာမရှိဘူးလို့ယုံကြည်ကြောင်းနဲ့ဆွေးနွေးမှုတွေအတွက်တကားတွေကြဲကြဲဖွင့်ထားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းနှစ်ဖက်အပြည့်အမှုတွေတော်တွင်မှာဘိုးဝင်းကတော့အတော်လေးကြားညက်သွားခဲ့ပြီး ကုမ္ပဏီရဲ့လေယာဉ်တွေကိုတရုတ်ဘက်ကဝယ်ယူမှုတွေဟာလက်တလုံးမှာတော့ရပ်ဆိုင်းနေပြီလို့သိရပါဗျ။ Boeing ဟာ America ရဲ့ပြည်ပတင်ပို့မှုပမာဏအများဆုံးလေယာဉ်ကုမ္ပဏီဖြစ်ပါတယ်။ Boeing ရဲ့အရက်ဘတ်သုံးလေယာဉ်တွေရောင်းချမှုစုစုပေါင်းရဲ့80ရာခိုင်နှုန်းနီးပါးလောက်ဟာ American ပြင်ပဝယ်လက်တွေစီရရှိသွားတာပါ။တရုတ် American အားပြိုင်မှုနောက်ဆက်တွဲအလားအလာတွေနဲ့ပတ်သက်လို့တမဒါထရမ့်ရဲ့အစိုးရနဲ့ဘိုးဝင်းကုမ္ပဏီတို့အနီးကပ်ဆွေးနွေးမှုတွေဆင်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့သိရပါပါရှင်။